Good day to my fellow students. My name is Modu Jo. I'm here to discuss a topic of Unit 9 writing, letter of encouragement. Unit 9ရဲ့ writing အပိုင်းလေးမှာကျတော့ letter of encouragement ဆိုတဲ့အားပေးစာပေါ့လေ။နော်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုအားပေးတဲ့စာလေးအကြောင်းကိုဆရာတို့လေ့လာကြရအောင်။ ါပထမဦးဆုံးအနေနဲ့ဒီအားပေးစာနမူနာလေးကိုဆရာတို့ဖတ်ကြည့်ပြီးတော့မှဒါလေးရဲ့အဓိပ္ပာယ်ကိုဆရာတို့အတူတူပါသားပြန်ကြည့်ရအောင်ပေါ့နော်အဲ letter writing ဆိုတဲ့အတိုင်း letter writing ရဲ့ format ကတော့ဆရာထွေထူးတော့မပြောတော့ပါတော့သူတို့အောက်က grade တွေမှာလည်းသင်ခဲ့ရတာပဲเนาะဒါဆိုလို့ရှိရင် letter writing ရဲ့ format မှာဆိုတော့သူတို့ grade 9ကလေးကသင်ခဲ့ရတယ် letter writing ရဲ့ format မှာအရင်ဆုံးလိပ်စာပါမယ် date ပါမယ်ပြီးွားလို့ရှိရင်ဒီမှာ date ကဘယ်သူဘယ်သူဆိုတာဒီဒါကိုယ့်ရဲ့နာမည်ကိုရေးရမှာမဟုတ်ဘူး ိုရဲ့ကိုစာရေးနေတဲ့သူပေါ့လေကိုတငယ်ချင်းဆိုလဲကိုတငယ်ချင်းပေါ့ကိုရဲ့မိတ်ဆွေဆိုလဲကိုရဲ့မိတ်ဆွေပေါ့နော်ဒီလူတွေရဲ့နာမည်ရေးမယ်ကိုနာမည်ဒီဒီအောက်ဆုံးမှာမှပါမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီစာအုပ်ကြီးချင်းအဖြစ်ဒီလိပ်စာဒီဒါကိုရဲ့လိပ်စာဖြစ်တယ်ဒီမှာပါတဲ့နံပါတ်7တာဝရင်တာလန်တန်တွဲဆိုတော့ဒါကိုရဲ့လိပ်စာပေါ့လေပြီးသွားလို့ရှိရင်ဒီမှာစာရေးတဲ့ဒိတ်ပါမယ်ပြီးသွားလို့ရှိရင်ဒီမှာဒီရဲ့ဘယ်သူဘယ်သူဆိုတော့ဒါကိုရဲ့တငယ်ချင်းပေါ့လေကိုသူစီကိုရေးတယ်အောက်ဆုံးမှာဟာဒီ ရေးတဲ့သူရဲ့နာမည်ဆိုဒီစာရဲ့အနေထားကိုဂျီချမ်ပတီစာစီဆွဆွေရနေမိမိစီကိုရေးတဲ့စာလို့ဇီရိုတာသတ်မှတ်လို့ရတာပေါ့နော်ဆိုတော့ဒါကတော့စာတစ်စောင်ရဲ့ format ပေါ့လေအဆောဆက်လို့ဒီစာလေးအတိတ်ပဲကိုကြည့်လိုက်အောင် DM မိမိရဲ့ how are things နော်မင်းနေရက်တွေဘလို့အခြေအနေရှိတယ်အခုလက်ရှိနေရက်တွေဘလို့ဖြတ်သန်းနေလဲပေါ့လေ I hope this letter finds you well and happy. အဒီစာကိုမြင်ဖတ်နေတဲ့အချိန်မှာနေကောင်းကျန်းမာနေတယ်နော် well ဆိုတော့နေကောင်းကျန်းပါတယ် happy ဆိုတော့ဘဝပျော်ပျော်ရွှင်ရွှင်ရှိတယ်ဘဝမှာအခက်အခဲမရှိဘူးလို့မျှော်လင့်ပါတယ် as for me as for me ဆိုတော့ငါကတော့ i began to recover from pneumonia တော့ငါအဆောက်အအုံရောဂါဖြစ်နေရတယ်ပြန်ပြီးတော့သက်သာနေပါပြီ as you know အမင်းသိတဲ့အတိုင်းပဲပေါ့လေနင်သိတဲ့အတိုင်းပဲတကယ်ချင်း i suffer from pneumonia a month ago ပြောပြခဲ့တဲ့လား pneumonia ရောဂါအဆောက်အအုံရောဂါဖြစ်ခဲ့တယ်ပေါ့လေ and this left me with a chest pain ။ဒီယောဂတတ်တာသွားပြီဆိုပေမဲ့လည်းရင်ဘက်အောင့်လာတယ်။ which is too unbearable for me ပေါ့လေမနေနိုင်မထိုင်နိုင်လောက်ရင်ဘက်အောင့်လာကြီးကဆက်ပြီးတော့ဖြစ်နေတော့မယ်။ I miss the lessons for a month. အွန်တလာလာသင်ခန်းစာတွေလွတ်သွားပြီ။ and try to follow but I have some cough and breathlessness. ဆောက်တူလိုက်မရအောင်တော့လုပ်တယ်ဒါမဲ့လည်းချောင်းဆူတာတွေတတ်ရှုမဝရဘူး။ ရေဘက်အောင်နိုင်ဒါတွေဖြစ်နေတဲ့အခါကျတော့ which disturb my studies very often စာလေ့လာတာအဆင်မပြေဘူးပေါ့လေခဏခဏအနောက်ရှာဖြစ်နေတာပေါ့ this makes me really annoyed and worried အော်ဒါလိုဖြစ်တဲ့အခါကျတော့သူအရင်စိတ်ပြတ်ပြီးတော့မှစိုးရိမ်ပူပန်ရတာဖြစ်တယ် on top of that ဒါအပြင်ကမှ i feel way too tired to walk or talk or လမ်းလျှောက်ဖို့စကားပြောဖို့လည်းအရင်ပင်ပန်းနေတော့မယ် the daughter said over be back to normal in 6 months အချောက်လအတွဲမှာတော့ပြန်ကောင်းမယ်လို့ဆီအောင်ရကတော့ပြောတယ် but you say ဒါပေမဲ့နေတိရတိုင်းမှာတကယ်ချင်းရဲ့ our final exam is drawing near and nearer နောက်ဆုံးဆံမွေးရနီးလာပြီလေ and we only have 3 moments နောက်ထပ်3လနေဆံမွေးဖြေရတော့ဆီအောင်ရက6လနေမှာပြန်ကောင်းမယ်ဆိုတော့ဒါသူ့တော့အဆင်မပြေတော့ဘူးပေါ့လေ i feel really depressed and hopeless အရင်စိတ်တက်ကြပြီးတော့မှမျောလင်းချက်တွေလည်းမရှိတော့ဘူးဘာလို့လို့လုံးဝမှမသိတော့ဘူးပေါ့ i can't concentrate on my studies anymore စာလေးလာဖို့လည်းအာရုံမစိုက်နိုင်တော့ဘူး actually အဲ့တော့ i have no idea what i should do now အခုဘာလုပ်ရမလဲဆိုတာသူမသိဘူး i am even thinking of giving up certain exam this year ဒီနှစ်ဆောင်းမမရှိတော့ဘဲနဲ့လက်လျှော့လိုက်ဖို့တောင်စဉ်းစားနေပြီအဲ့တော့ as you are my best friend not နေရငါ့ရဲ့အခင်ဆုံးတင်ငယ်ချင်းဖြစ်တဲ့အခါကျတော့ i think you can tell me what should i do ငါဘာလုပ်သင့်လဲပြောပြပေးပါလားတင်ငယ်ချင်းရဲ့ should i quit or carry on no matter what ဆောင်းမဝဲရနေပြီးတော့သူဒါလက်လျှော့လိုက်တင်လား ဟိုမဘာကြီးပဲဖြစ်နေဖြစ်နေရှစ်ဆက်ပြီးတော့စူးစမ်းတင်လာ auto submit ပြီးတော့တခြားဘာလို့တင်တယ်လို့ထင်လဲသူဘာလို့မှမသိတော့တော့အကြံဉာဏ်တောင်းတာသူငွေအကျင်းစီကို let me stop here as i feel a bit tired as i hear ပြန်မလာပြီးတင်ငွေချင်းရတဲ့တလုံးလေးပဲစာရေးတာရက်လိုက်တော့မယ် i'm looking forward to your advice အကြံဉာဏ်လေးရှိလို့ရှင်ပြန်ပြီးတော့မှပြောပြပေးပါဦးဘောလေးမင်းရဲ့အခင်းဆုံးတင်ငွေချင်းဆွဆွေးဆိုပြီးမှသူကဒီလိုစာလေးရေးထားတာပေါ့နော်ဆိုတော့ ဒီမှာဆိုလို့ရှိရင်သူကဒီစာလေးရေးပြီးတဲ့အချိန်မှာဒီစာလေးကိုဖတ်ပြီးတော့မှမေးခွန်းလေးလေးပို့ပြီးထားတာကိုဖြေရမယ်ဆိုတော့ user who is writing to whom ဘယ်သူကဘယ်သူအရေးလဲဆိုတော့ဆွဆွေကမိမိစီကိုရေးတဲ့စာလို့ဆယ်လို့သိရတာပေါ့နော်စာရဲ့ format အရာ what is the purpose of writing ဆိုတော့ဒီစာရေးရတဲ့ရည်ရွယ်ချက်ကပါလဲဆိုရင် asking for advice ပေါ့လေအကြံဉာဏ်လှမ်းပြီးတော့တောင်းတာပေါ့လေသူဒီမှာအခြေအနေရတူတူလို့ရှိတယ်ပေါ့ဆာမွေးကိုသူစက်ဖြစ်ရင်ကောင်းမလားဆာမွေးမဖြစ်ဘဲနဲ့နားလိုက်ရင်မကောင်းမလားဒါမှမဟုတ်ပါဆက်လို့တဲ့လားသူအကြံဉာဏ်တောင်းတာပေါ့ what are the problems that the writer is facing ဆိုင်ရတဲ့သူကဘယ်လိုပြဿနာတွေရင်ဆိုင်နေရလဲဆိုတော့အဆိုးရောင်ယောဂဖြစ်ထားတယ်6လလောက်နေမှာပြန်ကောင်းမယ်ပြဿနာကဘာလဲဆပုပ်ဘွယ်3လနေဖြစ်ရမယ်ဆိုတော့သူတို့အဆင်မပြေဘူးပေါ့လေဒီအကြောင်းကိုသူပြောထားတာဆရာတို့တွေ့ရတယ်နံပါတ်4မှာဆို underline the sentences that the receiver of this letter will have to reply in his reply letter ဆိုတော့ဒီစာကို reply ပြန်မယ်သူဒီ ဘယ်ဟာကို reply ပြန်မလဲဘယ်အကြောင်းကိုပြန်ပြီးတော့ဖြေရမလဲဆိုတော့ analyze တားပေးပါဆိုတဲ့အခါကျတော့ဆရာတို့အဲ့ဒါလေးခဏပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနောက်ဆုံးနားလေးမှာ should i quit or carry on no matter what နော်လက်လျှော့ရမလားဘာပဲဖြစ်ဖြစ်ဆက်လုပ်ရမလား or do something else ဒါလေးကသူပြန်ဖြေရမယ်မိကုံဖြစ်သွားတာနော်ဟုတ်ပြီအဲ့တော့ဘလို့စပြန်လဲသူတကယ်ချင်းကနော်ဘလို့စပြန်လဲဆိုတော့ဆရာတို့ကြည့်အောင်ထုံးစံထဲမှာ letter format ရဲ့ လိပ်စာနေဆွဲဆွဆွေစီကိုပြန်ရေးတာဖြစ်တဲ့ကြောင့်မလို့ဒီကဆွဆွေပေါ့ Only a week ago အလုံးခဲ့တဲ့တပတ်လောက်ကမှ I came to know that ငါသိလိုက်ရတာ you were going through bad times ဆိုတော့မင်းတို့အခက်အခဲတွေကြုံနေဆိုတော့ငါသိလိုက်ရတာ I met your cousin in the library so ဒါစာကြည့်တဲ့မမင်းရဲ့ cousin ကိုတွေ့လိုက်ရတယ်ပေါ့လေဝမ်ဝဲကိုတွေ့လိုက်ရတယ်ပေါ့ she told me about you သူပြောပြမှာပဲသိရတယ် I'm really sorry you have such hard time. ဆိုတော့ဒီလိုမျိုးခက်ခဲတဲ့ဟာတွေရင်ဆိုင်နေတာစိတ်မကောင်းပါဘူးတကယ်ကြီးရယ် I wish I were there with you. မမင်းနဲ့ရှိပေးနိုင်မှုအတွက်ကိုဒါမျှော်လင့်နေပေါ့လေ I should have written to you sooner. So ဒီမတိုင်ခဲ့တဲ့အစရေးတယ်နော်။ तू ကမသိတဲ့အခါကျတော့ပြီးတော့ I'm busy struggling to keep up with the new situation in the new town. သူမျိုးအစ်ကိုပြောင်းသွားတော့အဲ့ဒီမှာ तू အဆင်မပြေဘူးပေါ့လေ तू လည်းပဲ။ ဒါမျိုးအစ်စ်ကိုပြောင်းဝင်တဲ့ခါကျတော့အဲ့ဒီမှာအထိုင်ကြအောင်သူလုပ်နေရတာအလုပ်ရှုပ်နေတာနဲ့ပဲစာမရေးဖြစ်တာအော်ဒါတော့သူကအယူဆုံးဒါလောကစကားပေါ့လေဘာလို့စာမရေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါလုံခဲ့တဲ့တပတ်ကမှသူသိလိုက်ရတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ဒါသူအယူဆုံးညီတန်းလေးမှာစပြီးတော့ပြောထားပြီးမှသူတငယ်ချင်းသူကစပြီးတော့ပြောပြီးဆွဆွေ I truly understand you as I have encountered such a situation. မင်းဖြစ်နေတော့ငါနားလေတယ်။ဘာလို့ဆိုငါလည်းတောင်ပြိုးကြုံမှုတယ်လေ။ Do you remember? နင်မမိလား။ I had severe flu before the final exam of crisis. Crisis တုန်းကလေနောက်ဆုံးစာမေးမတိုက်ခဲ့မှာငါနေမကောင်းဖြစ်တာလေ I could not study well even after I had recovered. နေပြန်ကောင်းသွားတာမှစာမလုပ်နိုင်ဘူး I was totally down and didn't know what to do. ငါအရင်စိတ်ထဲကြပြီးတော့လေဘာလို့မှမသိရကာလာနေမှတ်မိလား Because of your help and encouragement I don't want နေကူညီပြီးတော့မှအားပေးခဲ့လို့ I was able to take the exam. မှာစာမေးဖြေနိုင်ရတာ Now it's my turn to encourage you. အခုတော့ငါအလှည့်ပေါ့ငါပြန်ပြီးအားပေးရမယ်အလှည့်ပေါ့ ် if i were you ငါသာနေနေရမှာဆိုလို့ရှိရင် i will never give up ငါတော့ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူးဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူး moreover ဒါပြန်ကုန်မှာ you are strong enough to recover from this severe illness အော်ဒီလိုမျိုးနေမကောင်းဖြစ်တာကြီးကပြန်ကောင်းမှာပါတကယ်ချင်းရယ်နေပြန်ကောင်းမယ်လို့ငါယုံကြည်ပါတယ် I will tell you about a famous scientist. အနည်းဆုံးသိပ္ပံပညာရှင်နာမည်ကြီးတဲ့သိပ္ပံပညာရှင်တယောက်ကြောင့်မပြောပြ Have you ever heard of Stephen Hawking? Stephen Hawking ကြောင့်နင်ကြားဘူးလား? A famous physicist. နာမည်ကြီးတဲ့ ဒါယူဘဗေဒပညာရှင်ဖြစ်တဲ့ Stephen Hawking ကြောင့်နေကြဘူးလား Cosmologist and other သူဒီ Cosmologist ဆိုတာအာကာသသိပ္ပံပညာရှင်လည်းဖြစ်တယ်လို့စာရေးဆရာတောက်လည်းဖြစ်တယ်သူအကြောင်းအောင်နေကြဘူးလား I read about him in a journal and was really impressed with him သူအကြောင်းငါ journal ထဲမှာဖတ်ပြီးတော့အရန်သူ့ကိုအထင်ကြီးခဲ့ရတာ At school ကျောင်းတော့ he was one of the brightest students သူကညာအကောင်းဆုံးကျောင်းသားတွေထဲမှာပါတယ် He received a first class bachelor degree in physics ယူဘဗေဒပညာမှာဆိုလို့ရှိရင်ပထမတန်းစား bachelor ဘွဲ့ကိုသူရခဲ့တယ်ပေါ့လေပြီးတော့ PhD degree in applied mathematics and theoretical physics အသုံးချသင်ချာဘာသာရပ်နဲ့ဒါယူဘဗေဒ theory ပညာရပ်တွေမှာ အတွေ့အခေါ်ယူဘဗေဒပညာရပ်တွေမှာလည်းပဲ doctor ဘွဲ့ကိုသူရခဲ့တယ်ပေါ့ you know what မသိလား Although he was a world famous scientist with many achievements အောင်မြင်မှုတွေအများကြီးရှိတဲ့ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့သိပ္ပံပညာရှင်ဖြစ်နေပေမဲ့လည်း he led a life that most of us cannot imagine ငါတို့တွေးလို့မတွေးရတဲ့ဘဝကိုသူဖြတ်တန်းခဲ့ရတာ at the age of 21အသက်22နှစ်ရွယ်3 years before his doctoral study သူဒေါက်တာဝက်မရခင်၃နှစ်အလိုအသက်22နှစ်အရွယ်မှာ Hawking started to suffer from motor neuron disease Hawking က motor neuron disease ဆိုတာကတော့ဒါအာယုံကြောစိုက်နေရောဂါပေါ့ဒီရောဂါကိုသူစပြီးတော့ခံစားခဲ့ရတယ် which is an uncommon condition အတကလူတွေတော်တော်မဖြစ်တဲ့ရောဂါပေါ့လေ that affects the brain and nerves of a person အုံနောက်နဲ့အောင်ကြိုးတွေထိခိုက်ပျက်စီးကုန်တဲ့ရောဂါကိုသူခံစားခဲ့ရတယ်။ Unfortunately ကမကောင်းတာက there is no cure for MND ဒီ MND ရောဂါဒီအောင်ကြိုးဆိုင်တဲ့ရောဂါတော့ကိုကုစရာဆေးမရှိဘူး။ As a result ရလာကဘာဖြစ်လဲဆိုရင် Hawking became paralyzed Hawking ကတကယ်လုံးအကျိုးတွေတည်ရပါတယ်မလုံနိုင်မရှာနိုင်တော့ He lost his speech စကားပြောနိုင်စွမ်းလည်းမရှိတော့ဘူး at had to communicate through a speech generating device အဲ့တော့စကားပြောတဲ့ဆက်ကလေးနဲ့ပဲတောင်းတတယောက်ဆက်သွဲရတယ်။လက်ချာနောက်ပိုင်းကျတော့ he had difficulty walking လမ်းတော့မလျှောက်နိုင်တော့ဘူး။ Hawking lived with this condition until his death. Hawking lived with his condition until his death. သူတည်ရထီဒီပုံစံနဲ့သူနေခဲ့ရတယ်။ဒါပေမဲ့ he never gave up his life or his career. သူရဲ့လုပ်ငန်းနဲ့သူရဲ့ဘဝကိုတော့သူဘယ်တော့မှအရှုံးမပေးခဲ့ဘူး။ You got my point telling you about Stephen Hawking? ငါဘာလို့ Stephen Hawking ကြောင့်ပြောနေလဲနေသိလား။ no matter how hard life is ဘဝကြီးကဘယ်လောက်ပဲခက်ခဲနေပါစေ we should never give up မတို့ဘာမှအရှုံးမပေးသင့်ဘူး but carry on ရှေ့ဆက်ဖို့ပဲရှိတယ်ဘဝကြီးကဘယ်လောက်ပဲခက်ခဲနေပါစေเนาะဘလို့မှအရှုံးမပေးသင့်ဘူးဘဝဆိုတာရှေ့ဆက်ဖို့ပဲ i must say one thing for sure that nothing lasts forever ဘယ်ဟာမှ nothing lasts forever ဘယ်ဟာမှအမြဲတမ်းရှိမနေဘူးဆိုတာတော့ငါပြောချင်တယ်အကိုအခုနေမကောင်းတာလေအမြဲတမ်းနေမကောင်းမှာမဟုတ်ဘူးပေါ့ဘယ်အရာမှ ဘဝကြီးမှာ nothing less forever ဘယ်ရမှာဘဝကြီးမှာအမြဲတမ်းရှိမနေဘူး what you all need is to move forward and cope with the problems that you are now facing မင်းလိုအပ်တာကရှေ့ကိုဆက်ပြီးတော့ရှောင်မယ်ကိုရှိနေတဲ့ပြဿနာကိုရင်ဆိုင်မယ်ဒါပဲ and also according to your doctor ပြီးတော့ဆရာဝန်ကလည်းပြောတာပဲ you were fully recovered in 6 months 6လနေပြန်ကောင်းပါပဲဟာဟုတ် you are a brilliant student နေရညာကောင်းပါတယ်တကယ်ချင်းရဲ့ and i believe you will be able to overcome the, all the obstacle you have now အခုတွေ့ကြုံရတဲ့ပြဿနာတွေအကုန်လုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ဘာယုံကြည်ပါတယ် let me know anything i can do for you ဘာနဲ့တွေ့လို့ပေးတယ်နာရှင်ငါ့ကိုပြောနော် remember မှတ်ထားပါ i will always be there with you နင်ဘာပဲဖြစ်နေဖြစ်နေငါအမြဲတမ်းရှိနေမှာပါ let me end my letter with a famous quote by winston s churchill နောက်ဒုတိယကမ္ဘာစစ်တုန်းကဗြိတိသျှငွေကြီးချုပ်ဖြစ်တဲ့ winston churchill ရဲ့စကားလေးနဲ့ပဲ စာအုပ်အဆုံးသတ်ပြရစေ Success is not final အောင်မြင်ခြင်းဟာဘဝရဲ့အဆုံးသတ်မဟုတ်ဘူး And failure is not fatal ကြာဆုံးခြင်းကလည်းတေဆုံးခြင်းမဟုတ်ပါဘူးအောင်မြင်ခြင်းကဘဝရဲ့အထွတ်ထိပ်ကိုရောက်သွားတာမဟုတ်ဘူးကြာဆုံးခြင်းကလည်းတေသွားတာမဟုတ်ဘူးအဲ့တော့အောင်မြင်ခြင်းကြာဆုံးခြင်းတွေကဘဝမှာအရေးပါတဲ့အရာတွေမဟုတ်ဘူးပေါ့လေ It is the courage to continue the counts တကယ်တော့ that counts ဘဝမှာတကယ်အရေးပါတာပါလေ The courage to continue ရှေ့ဆက်လျှောက်မဲ့တတ္တိယပဲဘဝမှာတကယ်အရေးပါတာဖြစ်တယ် ဒီစကားလေးနဲ့ပဲငါရဲ့စာကိုဆုံးသတ်လိုက်ပါတယ်။ Wishing you all the best အရာရာအားလုံးအဆက်ပြေချောင်းမြေဖို့တည်းဆုတောင်းပေးပါတယ်ဆိုတငယ်ချင်းမိမိပေါ့ဆိုပြီးမှဒါတူတူငယ်ချင်းသူ့ကိုစာပြန်ပြီးတော့ရေးတယ်ဆိုတော့ဒီဟာလေးစာလေးနဲ့ဆောင်အကြည့်ချင်းအပြင်ဆရာတို့ဒီလူတယောက်ကိုဘယ်လိုအားပေးပြီးတော့အားပေးစာလေးရေးရမလဲဆိုတာဒါတို့တမီးတို့သဘောပေါက်မယ်လို့ယုံကြည်တယ်ဆိုတော့ဒါတို့တမီးတို့ကိုအားပေးစာလေးရေးဖို့အတွက်ဆရာကဒီမှာ guideline ၄ခုချပေးထားတယ်เนาะဒီ guideline ၄ခုလေးကိုလိုက်နာပြီးတော့မှ တစ်စုံတစ်ယောက်ကိုအားပေးတဲ့စာလေးရေးနိုင်နေပေါ့ပထမဆုံးနံပါတ်၁ကတော့ the purpose of your letter ကိုဒီစာကိုဘာရွေးချက်နဲ့ရေးတာလဲသူများအကြံဉာဏ်ပေးမှာလားပြီးတော့နော် to give advice suggestion အကြံဉာဏ်တွေပေးမှာလားကိုယ့်ရဲ့ဘာလို့စီချင်တဲ့ဟာကိုပြောမှာလား comfort someone တရားကိုဒါစိတ်သက်သာရအောင်လို့ချော့မှာလားနော်စိတ်တကြနေတဲ့ငယ်ချင်းစိတ်တက်ကိုဆွတ်တင်ပေးမှာလား encourage him or her etc အဲ့တော့ဘာလို့အားပေးမှာလဲတရားပါမယ် be a personal touch ကိုရောနှစ်ယောက်ကြားတဲ့ကကိုနဲ့ကိုတငယ်ချင်းဆိုကိုနဲ့ကိုတငယ်ချင်းနှစ်ယောက်ကြားတဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုပြန်ပြောင်းပြီးတော့ပြောတာမျိုးနော်ခုနဆိုလို့ရှိရင်ငါနေမကောင်းတော့လည်းနေငါ့ကိုအားပေးခဲ့တယ်တလူတလူတလူပဲငါတို့တလူဖြတ်တန်းခဲ့တယ်ပေါ့လေ good memories you share with him or her သူနဲ့သူဖြတ်တန်းခဲ့တဲ့ memory လေးတွေပြန်ပြီးတော့ပြောပြမယ် share advice you say from someone else ဒါမှမဟုတ်ကိုတယောက်ဆီရရခဲ့တဲ့အကြံဉာဏ်လေးတွေကိုပြန်ပြီးတော့ပြောပြမယ် you are an inspirational quote သူများကိုစိတ်တက်တက်ကြွစေတဲ့စကားလေးတွေပေါ့နော်ဒီမှာဆို darkness cannot drive out darkness only light can do that အမှောင်တို့အမှောင်တို့နှင်မထုံနိုင်ဘူးအလင်းရောင်ကတော့အမှောင်တို့နှင်ထုံနိုင်တယ်ဘဝမှာစိတ်တက်ကြရုံကြရုံနဲ့ဒီအခက်ခဲတွေဖြစ်ရှင်းတော့မှာမဟုတ်ဘူးကိုကြိုးစားမှသာဒီအခက်ခဲတွေဖြစ်ရှင်းတာဖြစ်သွားမယ် life shrinks or expand in proportion with one's courage ဘဝကြီးရဲ့အနှိမ့်အတက်ကြဆိုတာတတိပေါ်မှာပဲဆိုင်နေပေါ့ဒါလိုစကားလေးတွေနဲ့အားပေးလို့ရတာပေါ့ပြီးတော့ what can you do for him or her ကိုတူတပါလို့ပေးနိုင်မယ်ကိုလိုပေးနိုင်တာရှိလားကိုလိုပေးနိုင်တာရှိနေထည့်ပြီးတော့ဒီမှာဆို call me anytime ကိုအချိန်မီဖုန်းဆက်လို့ရတယ်ဒါမှမဟုတ်ကိုစာကူးပေးနိုင်တာစသဖြင့်ကိုလိုပေးနိုင်တာရှိရင်လည်းပဲဒါထည့်ပြီးတော့ရေးပေါ်လိဆိုတော့ဒီ tips လေးလေးကိုကိုဒီဒီအချက်ကလေးလေးချက်ကိုကောင်းနေမှာထည့်ပြီးတော့မှာအောက်မှာမေးခွန်းလေးပေးပါပြီ write a letter to your friend ကြော်ကြော်ကိုတင်ငယ်ကြော်ကြော်စီကိုအားပေးစာလေးရေးကြည့်မယ် who has poor eyesight တော်မျက်စိမကောင်းဘူးဗောလေမျက်စိမကောင်းတော့ cannot study well စာလည်းမလုံနိုင် and is feeling greatly depressed or to အရင်စိတ်တက်ကြနေတယ်ဒါလိုမျိုးမျက်စိမကောင်းလို့စာမလုပ်နိုင်လို့စိတ်တက်ကြနေတဲ့တငယ်ချင်းကို in your letter စာထဲမှာ encourage him never to give up no matter what ဘာကြီးပဲဖြစ်နေနေစိတ်မလျှော့ဘူးဒါသူအားပေးပါ and tell him about the disabled person you know or you have heard of ကိုကြားဘူးတဲ့မျက်စိမှုန်နေတာတော့မှဘလို့ကြိုးစားလို့ဘလို့အောင်မြင်ခဲ့တယ်ဆိုတဲ့လူအကြောင်းနောက်ရှိမှာ Helen Keller ဆိုလေ Helen Keller အကြောင်းပေါ့လေဒီလိုမျိုးထည့်ရေးပြီးတော့သူ့အားပေးတဲ့စာလေးရေးပေးပါဆိုပြီးမှဒါ ရှေ့ကစာနှစ်ဆောင်မှာဆိုလို့ရှိရင်ဒုတိယစာလို့ပုံစံမျိုးပေါ့ဒါမျိုးပုံစံဒုတိယရှေ့ခိုင်းတာပါအော်ဒါလေးရေးပြီးပြီဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုနားလည်သဘောပေါက်မှလို့ဆရာယုံကြည်ပါတယ်တော်လို့သမီးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်